မားအားလုံးပဲမင်္ဂလာပါရှင့်အခုဆိုလို့ရှိရင်တော့ Chevrolet ရဲ့ The Brand New တောင်ကြီး Showroom ဖွင့်ပွဲအခမ်းအနားကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ် Chevrolet မြန်မာအနေနဲ့ဆိုလို့ရှိရင်ရန်ကုန်မှာလည်းအကြောင်းပြခန်းကြီးနဲ့မန္တလေးမှာအကြောင်းပြခန်းတစ်ခုဖွင့်လှစ်ထားခဲ့ပြီးတော့အခုထပ်မံဖွင့်လှစ်လိုက်တဲ့တောင်ကြီး Showroom ဟာဆိုလို့ရှိရင်တော့တတိယမြောက်အကြောင်းပြခန်းပဲဖြစ်ပါတယ်ဒီဖွင့်ပွဲအခမ်းအနားနဲ့အတူ Chevrolet ရဲ့လှပခံရတဲ့မာလီဘူးကားမျိုးစားတစ်ခုကိုလည်းမိတ်ဆက်ပြသခဲ့သေးပါတယ်ရှင့် ချားပလေးမြမာရဲ့တတိယမြောက်အယောင်ပြခန်းဖြစ်တဲ့ The Brand New Town ကြီး showroom ကိုသက်ဆိုင်ရာတာဝန်ရှိသူတွေကတက်ရောက်ပြီးတော့ဖဲချိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ Okay, ချားပလေးရဲ့တောင်ကြီးအယောင်ပြခန်းအားအောင်မြင်စွာဖွင့်လှစ်ကြောင်းကြီးညာအပ်ပါတယ်ခင်ဗျာ။ပစိဖိတ်အယ်ပိုင်းမြန်မာရဲ့အမှုဆောင်အရာရှိဦးစော်မိုးခိုင်က အမှတ်တရစကားပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ဂျန်နမိုဒကာကမြန်မာနိုင်ငံကိုဟိုနဲ့မဆိုင်ပါဘူးလွန်ခဲ့တဲ့ကျွန်တော်တို့ဒုတိယကမ္ဘာစစ်မတိုင်ခင်တည်းကအာချက်ပလက်ဘတ်စကာဆိုပြီးတော့မြန်မာနိုင်ငံတွင်းကိုစတင်ဝင်ရောက်လာခဲ့တဲ့ကားများဖြစ်ပါတယ်မာလီဖူကားရဲ့အာသာချက်တွေနဲ့ပတ်သက်ပြီးတော့ Pacific Alpine မြန်မာရဲ့ CEO ဦးစောမိုးခိုင်ကအခုလိုရှင်းပြခဲ့ပါဗျ။အဲအခုလိုပေါ့ကျွန်တော်တို့ Chevrolet ရဆိုတတိယမြောက် showroom ကို ရှမ်းပြည်နယ်တောင်ကြီးမြို့မှာဖွင့်လှစ်နိုင်တာကျွန်တော်ရန်ဝန်တာပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ Chevrolet က quality နဲ့ safety ဟို focus လုပ်တဲ့ကားတစ်ခုဖြစ်တဲ့အားလျော်စရာရှမ်းပြည်နယ်လူလူကိုကျွန်တော်တို့ quality ရှိရ safety ရှိတဲ့ကားတွေမိတ်ဆက်ပေးနေတဲ့ဝန်တာပါတယ်။အထူးဖြင့်အဲကားမောင်းတဲ့လူတွေကားထဲမှာပါတဲ့ passenger တွေအတွက်ကိုဒါ safety feature တွေအများကြီးထည့်ထားပါတယ်။ကားမှာဆိုရင်ရှေ့မှာ sensor 6ခုနောက်မှာ sensor 6ခုပါပါတယ်။ပါတဲ့အတွက်ရှေ့မှာတစ်ခုတော့တယောက်ဖြတ်လာတယ် ကီလိုမီတာ40ထက်မောင်းနေချိန်မှာတယောက်ယောက်ရုတ်တရက်ဖြတ်လာတယ်ဆိုပြီးလူက blade မအုပ်မိတော့ပါကားအော်တိုမက်တစ် blade အုပ်ပေးပါတယ်အဲ့ဒါအပြင်ကိုကျွန်တော်တို့ကားဒဇင်းနဲ့ဒဇင်းကျော်တက်မယ်ဆိုပြီးလည်းအဲအော်တိုဆင်ဆာတွေနဲ့အဲကျော်တက်ဖို့တက် assist လုပ်ပေးပါတယ်ပြီးနောက်တစ်ခုအနေနဲ့ဆိုရင်ကျွန်တော်တို့ highway မှာကားမောင်းတဲ့ခါမှာကားရေမောင်းအိတ်ငိုက်သွားခဲ့ပြီလေအိတ်ငိုက်ပြီးကားဒီနည်းနည်းတခြားလိန်ကိုရိုက်ရိုင်းသွားပြီလေအဲအလမ်းစနစ်လေးတွေထည့်ထားပါတယ်အဲ့ဒါပြင်ကိုကားနောက်ဆုတ်တဲ့ခါကြရည်လေ အဲနောက်ကတစ်ခုခံနေတာလို့ရုတ်တရက်ဝင်လာတာဆိုပြီးလည်းအလန်းစစ်ဆန်လေးနဲ့ပါရှိရအတွက်အဲကာမောင်းတဲ့လူအတွက်ကောဟိုလန်ဒါလန်လာလူအတွက်ကောအများကြီးအနေနဲ့ကင်းတဲ့ကားမျိုးကိုကျွန်တော်တို့မိတ်ဆက်ခွင့်ရတာအများကြီးကျေးဇူးတင်ပါတယ်ဟိုကျွန်တော်တို့အခုဖွင့်ပွဲအထိမ်းအမှတ်နေနေပေါ့လေအဲ LDZ အအမြင့်ဆုံး grade ကို4900နဲ့ရောင်းချနေပါတယ် LD edition တော့3900နဲ့ promotion အနေနဲ့ရောင်းချပေးနေပါတယ်ဒါဖွင့်ပွဲနေ့အတွက်ကောအထူး promotion မှာဒီဈေးမှာဆိုရင်ကျွန်တော်တို့အခွန်အားလုံးပါရှိပြီးဖြစ်ပါတယ် ဝင်းစရာတော့ဟို9000ထက်အထက်မှာရှိပါတယ်ကားချစ်တဲ့လူကိုယ်တိုင်ကားမောင်းကျင်တဲ့လူကားထဲမှာ quality safety ရှိတဲ့ကားကိုစီးကျင်တယ်ဆိုပြီးတော့ဈေးနှုန်းတစ်ခုတည်းကိုမချိပဲနဲ့ပေါ့လေကိုယ့်ရဲ့ safety feature အပြည့်ရှိတဲ့ကားကိုရွေးချယ်ပဲအဲဘေးအားလို့အချင်းချင်းပေးလို့ပါတယ်ခင်ဗျာအဲဒီနောက်မှာတောင်ကြီးခရိုင်ရှိအခြေခံပညာကျောင်းတွေကို Chevrolet ဘောလုံးတွေလှူဒါန်းခဲ့ပါတယ် ဆက်လက်ပြီးရှမ်းပြည်နယ်ပြည်내ပညာရေးမှူးကကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်အဲ့နောက်မှာတော့ချားပလေးရဲ့2019မော်ဒယ်ကားအသစ်ဖြစ်တဲ့မာလီဘူးကားကိုမိတ်ဆက်ပြသခဲ့ပါရယ်။ ောင်းပြကန်ဖွင့်ပွဲခန်းနာကိုလာရောက်တဲ့တောင်ကြီး KI ပညာရေးမှူးကလည်းဒီပွဲနဲ့ပတ်သက်ပြီးတော့အခုလိုမှတ်ချက်ပြုပြောကြားခဲ့ပါတယ်။ကားရီနဲ့ပတ်သက်ပြီးတော့အစင်တန်းမြင့်မြင့်တွေ့ရဒါဂုံယူစရာလက်ကောင်းတယ်။တက်နိုင်တဲ့သူတွေတော့ဝယ်နိုင်တာပေါ့ကွာ။ဟိုဝယ်နိုင်တဲ့ဆိုတာတဲ့ကျမ်းမှကြက်ခိုင်တဲ့ကားမျိုးစီး သူသုံးဆွဲခွင့်ရတယ်ဆိုတဲ့အခါကျတော့အားလုံးတွေ safety ဖြစ်ပါတော့ဖြစ်တာပေါ့သုံးဆွဲသူတွေနော်ဒီပွဲကိုဖိတ်ကြားတဲ့တွေကောတို့ပြည်နယ်ဌာနအတွက်ဒီဘောလုံးတွေကလေးတွေအားစားတဲ့ဘောလုံးတွေလှူဒန်းပေးတဲ့တို့လည်းဒီ shop လဲကုမ္ပဏီကိုကျေးဇူးတင်မိတယ်မလေးဘူးကလေးလိုချင်တာပေါ့ဝယ်ချင်တာပေါ့ဘာလို့လဲဆိုတော့ကားလေးကိုကအထက်မှာ အပြင်ဆင်ပေါ့နော်အတွင်းကအပြင်ဆင်မှာလဲဒါသေးစစ်တင်နဲ့ချုပ်လုပ်ထားတာတွေ့တဲ့အတွက်စိတ်ထဲမှာရင်ခုန်နေပေါ့ကွာဒီတဲ့အပြင်သူ့ရဲ့ sensor တွေအပြစ်တက်ထားတာကိုမြင်တွေ့ရတဲ့အတွက်လဲဟိုကြည်နဲ့တယ်ပေါ့ဒီထဲမှာပြင် engine ခန်းပိုင်းပေါ့ engine ခန်းပိုင်းမှာကြည်ရတကလည်းဟိုဘယ်လိုခေါ်မလဲဟိုဝေတော့မှာကားကမပြတ်နိုင်ဘူးဆိုတဲ့ကြမ်းမှာကြက်ခိုင်တဲ့အနေအထားမျိုးမြင်ရတယ် အဲ့နောက်မှာတော့ကြွားရောက်လာကြတဲ့ဧည့်သည်တော်တွေကိုချောပလီရဲ့2019မော်ဒယ်မာလီဘူးကားတစ်ကိုအသေးစိတ်ရှင်းလင်းမိတ်ဆက်ပြီးတော့ပြသခဲ့ပါတယ်ဆက်လက်ပြီးစားတော့ဖွဲ့ရည်နဲ့လည်းတည်ခင်းအခံခဲ့ပါသေးတယ် ခုမြင်တွေ့နေရတာဆိုလို့ရှိရင်တော့ safety system အပြည့်ပါဝင်ပြီးတော့တောလူရခီးကိုအန္တရာယ်ကင်းကင်းနဲ့ပို့ဆောင်ပေးနိုင်မယ်။လှပခံရတဲ့မာလီဘူးကားမျိုးစားတစ်ကြီးပဲဖြစ်ပါရဲ့ရှင်။အခုစုမုံတော့ဆိုလို့ရှိရင်လည်းဒီ brand new တောင်ကြီး showroom ဖွင့်ပွဲအခမ်းအနားနဲ့မာလီဘူးကားရဲ့ပေါ့နော်အကြောင်းအရာတွေအစုံလင်ကိုရိုက်ကူးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။ပရိသတ်တွေအားလုံးလည်းမာလီဘူးကားကိုပိုင်ဆိုင်ပြီးတော့ပျော်ရွှင်စရာခီးတွေကိုတောရောက်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါရဲ့ရှင်။